ိုင်းချီးသီးကြိုက်ကြသူများအတွက်တည်င်းကောင်းအားလုံးမင်္ဂလာပါဒီနေ့မှာတော့လိုင်းချီးသီးကကျမ်းမာရေးအတွက်အကျိုးများတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။လိုင်းချီးသီးလေးရဲ့သိပ်ပံနာမည်လေးကဝချီ challenges ပါ။လိုင်းချီးသီးအပင်က အပူပိုင်းနဲ့တမပိုင်းဒေသတွေမှာပေါရောက်ကြပြီးမျိုးရင်းကတော့တရုတ်နိုင်ငံမှာအာရှနိုင်ငံအများစုမှာလည်းပေါရောက်ကြပါတယ်။အရှေ့တောင်အာရှတရုတ်တရုတ်အိန္ဒိယနဲ့တောင်အာဖရိကနိုင်ငံတွေမှာပေါရောက်ကြပါတယ်။ လိုင်းချီသီးကအခွန်အနီရောင်လေးနဲ့အတွင်းသားကဖြူဖြူလေးပါစားလိုက်ရင်အည်ရွှမ်းပြီးချိုပါတယ်။လိုင်းချီသီးကရရှိမဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကအစာချေစေနိုင်တယ်။အမြင့်တက်ပါဝင်တာကြောင့်အစာချေစနစ်ကျန်းမာစေနိုင်ပြီးဝမ်းပျော့ပျော့သွားစေနိုင်ပါတယ်။ဥကျွတ်သားတွေလှုပ်ရှားမှုကောင်းစေပြီးဥထဲမှာအစာတွေတည်ပိုးမှုကို ကောင်းမွန်စေနိုင်ပါတယ်။ဝမ်းချုပ်သူတွေစားပေးတဲ့အသီးလေးတစ်မျိုးလေးဖြစ်ပါတယ်။ကိုယ်ခံအားကောင်းစေနိုင်တယ် ဗီတာမင်စီပါဝင်နေတာကြောင့်ကိုယ်ခန္ဓာကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။သွေးဖြူဥစဲတွေကိုလှုပ်ဆော်ပေးပြီးခန္ဓာကိုယ်ရဲ့ကိုယ်ခန္ဓာစနစ်ကိုအကောင်းဆုံးတည်ဆောက်ပေးပါတယ်။ဓာတ်တိုးစန့်ကျင်ပစ္စည်းဖြစ်လှုပ်ဆောင်ပေးတဲ့ polyphenolic ပါဝင်တာကြောင့်အသည်းကင်ဆာပါဝင်အခြားသောကင်ဆာရောဂါဖြစ်နိုင်ခြေတွေကိုပါရှော့ချပေးနိုင်ပါတယ်။ကင်ဆာဆဲတွေပွားတာကိုလည်းဟန်တာပေးနိုင်ပါတယ်။ဒါကြောင့်ကာကွယ်တဲ့အနေနဲ့ရောကုသမှုခံယူနေစဉ်ဓာတ်စာအနေနဲ့ပါ စားပေးလို့ရပါတယ် ်ဦးမကြီးကင်စာသမားတွေအတွက်လည်းအဆင်ပြေပါတယ်။တိမြင်မှုစွမ်းရည်ကောင်းမွန်စေနိုင်တယ်။အာယုံကြောတွေကိုကျန်းမာစေနိုင်ပါတယ်။အသက်အရွယ်ရလာတဲ့အခါအာယုံကြောတွေထိခိုက်တာမျိုးကိုကာကွယ်ပေးနိုင်တယ်လို့အဲဇိုင်းမာယောဂဖြစ်နိုင်ခြေကိုလည်းရှင်းချပေးနိုင်ပါတယ်။အာယုံကြောထိခိုက်သူတွေလည်းစားသုံးပေးလို့တင့်တော်ပါတယ်နော်။သွေးပောင်ချိန်ထိမ့်ညိပေးတယ်။ပိုတက်စီယံကြွယ်ဝစွာပါဝင်တာကြောင့်ကိုတွင်အည်ဓာတ်ကိုထိမ့်ညိပေးပြီးဆိုဒီယံပမာဏကိုကျဆင်းစေနိုင်ပါတယ် ကိုရင်းအည်တက်များတာကဇီဝကမဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေုံတင်မဟုတ်ပဲတွေးတိုးတာမျိုးမဖြစ်အောင်ထိန်းညှိပေးပါတယ်။တွေးကြောတွေကိုပြေလျော့စေပြီးနှလုံးကိုလည်းကျန်းမာစေနိုင်ပါတယ်။တွေးတိုးတက်သူတွေစားပေးသင့်ပါတယ်။လိုင်းချီသီးမှာဖနယ်လစ်ဂျက်ပေါင်းပါဝင်တာကြောင့်ကျန်းမာရေးကိုအများကြီးအထောက်အကူပြုပေးပါတယ်။ကိုရင်းသွေးစီစဉ်မှုကိုကောင်းမွန်စေပြီးကိုယ်လေးချိန်လျှော့ချနိုင်တယ်လို့ရေပြားကိုလည်းခရမ်းလွန်ရောင်ကြီးတန်ကနေကာကွယ်ပေးပါတယ်။ ဓာတ်တိုးစန့်ကျင်ပစ္စည်းဗီတာမင် C တို့ပါဝင်တာကြောင့်ခန္ဓာကိုယ်ကို အေးမီတုတ်ကွေးဗိုင်းရပ်စ်တွေအနည်းငယ်ကနေကာကွယ်ပေးပါတယ်။သွေးစီးဆင်းမှုကောင်းစေပါတယ်။ကော့ပါနဲ့တန်တက်ပါဝင်တာကြောင့်သွေးနေဥဆဲတွေကိုကျန်းမာစေနိုင်ပြီးခန္ဓာကိုယ်အနှံ့ကိုအောက်ဆီဂျင်နဲ့သွေးတွေအကောင်းဆုံးပို့ဆောင်ပေးစေပါတယ်။ဆဲတွေစီကိုလည်းအောက်ဆီဂျင်ရောက်ရှိအောင်ပို့ဆောင်ပေးပါတယ်။ဘသူတွေမစားသင့်ဘူးဖြစ်မလဲ။နိုင်ကြီးတီးကကျန်းမာရေးအာဏိသင်များတယ်ဆိုတာနဲ့လူတိုင်းနဲ့တည့်တယ်လို့တော့မဆိုသာပါဘူး။ နိုင်ကြီးကအချိုတက်များသလိုအပူစာဆိုလဲဟုတ်ပါတယ်။ဒါကြောင့်စီချိုရှိသူတွေနဲ့ကိုဝင်ဆောင်မေမေနဲ့ကလေးငယ်တွေတို့ကနည်းနည်းတော့ပဲစားတင်ပါတယ်။နိုင်ကြီးသီးကိုအလွန်ကြုံစားမယ်ဆိုရင်အဖျားတက်တာလဲချောင်းတာလားနှာခေါင်းတွေးရှံတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒီဗီဒီယိုလေးကိုတော့ဟဲလိုဆရာဝန်ဆောင်ပါမှထုတ်ယူမျှဝေပေးထားတာဖြစ်ပါတယ်။ မိတ်ဆွေတို့အတွက်ကြိုးရှိတယ်ဆိုရင်တော့ like လေးပေးခဲ့ပါနောက်တင်မဲ့ video လေးတွေကိုလက်မလို့ရအောင်လို့ subscribe မလို့ရသေးရင် subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအောင်နော်ဒါမှလည်း video လေးတွေတင်နိုင်ကြည့်လို့ရမှာပါခမရဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်